ားလုံးပဲမင်္ဂလာပါခွား channel လေးကနေကြွဆိုလိုက်ပါတယ်ကျမကတော့ live ရင်ဖြစ်ပါတယ်ဒီနေ့မှာတော့ရှမ်းမြောက်တနေရာရဲ့မြင့်ရှင်ဆရာမလေးခင်းင်းစီအတွက်သူ့ကိုရေဘော်အကူတယောက်ကရေးပေးထားတဲ့ကြံရလက်ဆောင်လေးကိုကျမတင်ဆက်ပေးချင်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါဦးချင်းဆရာမခင်းင်းစီတို့မခင်းင်းစီတို့ ကိုရင်ဘတ်ထဲတော့ခိုလာတဲ့ညီမငယ်ငယ်။ကကြီးခါဝေးတင်ရမယ့်အရွယ်မဟုတ်တော့တနက်အဖြောက်တက်တွေသာတင်ပေးမိပါရဲ့။ညီမငယ်ငယ်တို့မြို့လို့ပေါမို့ရထားစီးပြီးတက္ကသိုလ်ကြီးလို့တော့ပျော်ရမယ်မထင်ပါဘူး။ရရမချေနဲ့ဘယ်ဒီမမေးနဲ့ညီမငယ်ငယ်။မရေရတဲ့ဖြက်လုံးတွေမှာကုံစင်းနှုတ်အတက်အကြတွေနဲ့ကိုရင်ဘတ်ထဲ တော့ခိုလာတဲ့ညီမငယ်ငယ်ငွေများတရားနိုင်တဲ့ခင်မလူကြီးတွေမှားလဲလူငယ်တွေမှာပဲပြည့်ရှိပါတယ်ချင်းဝတ်တွေမညီဘူးလို့နေမယ်ကိုမမြင်ရတဲ့ခင်မကြည်တော့ဟာတောင်းနှထောင်ပေါင်နေပြီဆဲကျော်တက်တွေရဲ့ဒံရပေါ့ညီမငယ်ငယ်ဒီနိုင်ငံမှာအသက်ကလွယ်ပြီးဘာမှမလိုချင်တော့ပါဘူးညီမငယ်ငယ်ချစ်ချစ်ပါအောင် ဆုတ်ထားတဲ့လက်သီးတွေလည်းခါကြီးရဲ့ကြီးတွေဆိုပြေလှလှချင်နေပါပြီ။နာကျင်မှုကိုဘယ်မီးဘူမှာပြေလုံကြမလဲ။ညီမငယ်ငယ်ရေကိုရင်ဘတ်ထဲတောခိုရတာမောနေပြီလား။အင်းလေသူတို့မှအတိုက်မပြတ်ဘူးလား။မားတယ်ဆိုရင်တော့ကိုအကူတို့နဲ့ကိုဘောငါတို့မသေးသေးမနှက်ဖြန်းဆိုတာတော်လန်ပိုင်ခွင့်ရှိပါတယ် ကိုရင်ဘတ်ထဲတောခိုလာတဲ့ညီမငယ်ငယ်ကျူးလွန်သူတွေကနစ်နာတယ်လို့ဟန်ဆောင်တဲ့အခါတကယ်နစ်နာသူတွေကနှစ်ခါပြန်သေးရတယ်တစ်ခါရောက်ဖူးရင်ဘတော့မှပြန်မသွားချင်တဲ့စစ်မြေပြင်လိုမျိုးပေါ့ကိုရင်ဘတ်ထဲတောခိုလာတဲ့ညီမငယ်ငယ်ဒီလဟာနာစီတွေစစ်ရှုံးနေရာဒီပဲပေါ့ ကိုတိုင်မြင်မှုသာချစ်နေရတာမတရားတဲ့သူတွေစီကနေတရားစကားကြားရပြန်တော့ဗုဒ္ဓတောင်အားနာမိတယ်ညီမငငယ်ကြီးအဝါရောင်ပန်းနေပွင့်နေဘာသာဒေတာဘာသာဘေးကကာလာတခုမှာဂုံတိတ်ခါလာအကျင့်စာရိတာလာတချို့ဒုက္ခတွေငြိမ်အေးဖို့အတွက်တခြားဒုက္ခတွေကိုအစာထိုးပြောင်းခံရင်ရှင်သန်ကြရတာပါပဲကိုရင်ဘတ်သေး ကြောက်ခုလာတဲ့ညီမငငယ်ဘဝတွေကအဲ့မပြောတာတခုပဲမဟုတ်ပဲဘာကူမှမပြောတော့တာဆရာကြည်တော်ဤပြောသလိုပေါ့ပျော်ရှင်မှုဟာမီးပွင့်အောင်သွေးယူနေရတဲ့ဂျားပဲလို့အစိုးဘက်ကမြင်ပါတယ်ခက်ကြီးပြန်ကောင်းလာခဲ့ရင်တော့ချစ်တဲ့အကြောင်းနေအတော်မတက်နိုင်အောင်ပြောပြချင်ပါတယ်လွတ်လပ်တဲ့လမ်းတရေလေးတွေ လွတ်လပ်မှုကိုအရာယူဖို့အိမ်နဲ့အဝေးကို ထွက်ခွာခဲ့ကြတာပါညီမငယ်ငယ်ရေတော်လန်ရေးကြီးပြီးအချစ်တချင်းတွေတဝကြီးဆိုချတာပေါ့ရင်ငိမ့်အေးခုတခါမှာတော့ဆီယာမခင်းင်းကြီးကိုယ်တိုင်ရေးသားထားတဲ့ဆီယာတော့ဆီယာဆိုတဲ့ကြံရလေးကို တင်ဆက်ပေးခြင်းပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါဦးရှင်ဆီယာတော့ဆီယာ တော်ရဲရောက်နေပြီအသေးနာနေရတဲ့ဆရာနဲ့မမောပဲကျောင်းထဲမှာအตาနေနေတဲ့ဆရာကျောင်းပြင်မှာကြုံရလောက်နေတဲ့ဆရာနဲ့ကျောင်းထဲမှာစိန်ကြီးထုတ်နေတဲ့ဆရာကျောင်းထဲမှာဈေးရောက်နေကြတဲ့ဆရာနဲ့ကျောင်းပြင်မှာခွေးမောင်းနေကြတဲ့ဆရာတပည့်တွေအနာကက်အတွက်ရိတ်ခါကိုစွန့်လွတ်ပေးခဲ့တဲ့ဆရာနဲ့ကို့အနာကက်အတွက်တပည့်တွေရဲ့အနာကက်ကိုသတိရနေကြတဲ့ဆရာ เจ้าอ่ะเตยုံเนี่ยไม่ปีจุရှင်တွေပါအပြေးလွားเตยုံနေတဲ့ဆရာနဲ့ကို့အတွက်မစင်းသားအများအတွက်ကြည်ရင်လွှားရင်ပုံးရှောင်ရင်ကြိုးစားပြီးကုနေတဲ့ဆရာလှူနေတဲ့ဆရာပုံနေတဲ့ဆရာအဲ့ဒီဆရာဆရာဆရာစီဒီယံသူရဲကောင်းဆရာဧကပြာဖြင့်ຫນွေဥမောင်နှမဆရာဆရာမများအောင်ဂုံပြု ရေးဖွဲ့ခဲ့ပါတယ်။ခင်းနှင်းစီ905ခေတ္တတနီလာအေးဒေတာကြပြလေးတွေကိုအဆုံးအထိနားထောင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တော့များမှလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေဗဟုသုတကောင်းတဲ့စာအုပ်တွေကိုတင်ဆက်ပေးမှဖြစ်တဲ့အတွက်ကျမတို့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။